ွား MacBook ကိုတုံးနေရင်လည်းဘေးနားမှာရှိတဲ့ lock ချထားတဲ့ကိုယ့်ရဲ့ iPhone ကိုတုံးချင်တယ်ဆိုရင် MacBook ပေါ်ကနေပဲဆက်ပြီးတော့တုံးလို့ရပါတယ်။ဥပမာဆိုရင်ဗျာဒီကိုယ့်ရဲ့ iPhone မှာထည့်ထားတဲ့ KB application ကိုတုံးပြီးတော့ဒေါ်စုံတယောက်ကိုငွေလွှဲဖို့ပေါ်လာရဆိုရင်ကျွန်တော် iPhone ကိုဖွင့်မဖွင့်တော့ပဲပေါ့နော်။ MacBook ပေါ်ကနေပဲ iPhone နဲ့ KB တွေဝင်ပြီးတော့ငွေလွှဲလိုက်လို့ရပါတယ်။လွယ်တာလေးတွေကတော့ Apple Silicon Laptop ရဲ့ပြီးတော့ device နှစ်ခုလုံးက software update ဖြစ်နေရပါမယ်။ ီးတော့ Apple ID ဆိုင်းငင်ဝင်ထားရပါတယ်။ Wi-Fi နဲ့ Bluetooth ကိုဝင်ထားရပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ iPhone ကို Mac OS ကနေဘယ်လိုမျိုးတောင်းရမလဲဆိုတော့ကျွန်တော်အခုပြပြပေးပါမယ်။ပြီးရင်ဆုံး iPhone Mirroring App လို့ခေါ်တဲ့ဒီကောင်လေးကိုအရင်ဆုံးဖွင့်ရပါမယ်။ပုံမှန် App ဆိုရင်တော့ဒီ Dock ပေါ်မှာရှိပြီးသားဖြစ်ပါတယ်။တကယ်လို့ Dock ပေါ်မှာမရှိဘူးဆိုရင်ဒီ Launchpad ကိုဖွင့်ပြီးတော့ item မှာရှိပါတယ်။ โอเคအဲ့အားလေးကိုကျွန်တော်ဖွင့်လိုက်မယ်ဆိုရင်ပထမဆုံးချင်းဖွင့်ဒီလိုလေးတက်လာမှာပါဒါဆိုရင်ကျွန်တော် continue ကိုတစ်ချက်နေလိုက်ပါမယ်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင် तू อ่ะ iPhone မှာ passcode ရက်ကို तू อ่ะလှမ်းပြီးတော့တောင်းလိုက်ပါပြီအဲ့တော့ကျွန်တော်က iPhone မှာ passcode တိုက်ပြလိုက်ပါမယ်ကျွန်တော် passcode ရိုက်လိုက်ပါပြီ best code man သွားရဆိုရင်သူကဒီစင်မှာဒီ iPhone က notification တွေကို Mac OS မှာလာပြီးပုံမလာပေါ့နော်ဒီညာဘက်အပေါ်ထောင်လေးကနေ notification တက်လာမှာပါတကယ်လို့ allow လုပ်မှ allow လုပ်လိုက်မယ်ဆိုရင်တော့ iPhone ထဲမှာရှိတဲ့ဥပမာ iPhone ထဲမှာရှိတဲ့ Facebook application က notify တက်လာရဆိုရင်ဒီကျွန်တော်တို့ဒီ MacBook ကိုတုံးနေနေဆိုရင်လည်းဒီညာဘက်လေးမှာ notify လေးတက်လာမှာပါ Okay လောလောဆယ်ကျွန်တော်က don't allow ကိုတစ်ချက်နေလိုက်ပါမယ် ဒီအလေးပေါ်လာပြီဆိုရင်တော့တုံးလို့ရပါပြီ guest star ကိုတစ်ချက်နေလိုက်ပါမယ်ဒီလိုလေးပေါ်လာရဆိုရင်တော့သူကဒီ mapbook ရဲ့ mapbook ထဲဝင်တဲ့ user account ရဲ့ password ကိုထည့်ပြအောင်ပါဒီမှာတော့ကျွန်တော် password ထည့်လို့ရတယ်အဲတကယ်လို့ကိုယ့်ရဲ့ mapbook ကတာချိုင်နေရှိရဆိုရင်တာချိုင်တွေကိုလည်းထည့်ပြလိုက်လို့ရပါတယ်ဘလို့ဆိုဒီကောင်ကဒီဒီ iPhone mirroring app ကိုတော့ဖို့အတွက်ဆိုရင်သူက M1 နောက်ပိုင်း laptop တွေမှာရတာဆိုတော့ face i touch id ရတော့ပါပြီးသားပါ။ဆိုတော့ကျွန်တော် password မြင်ရတော့ touch id လေးပဲထည့်လိုက်မယ်။ဟုတ်ပြီ။အဲ့ဒါကျွန်တော်ရဲ့ phone ကို connect လုပ်သွားပြီ။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ရဲ့ iPhone ကို Mac OS ကနေလုံးဝသုံးလို့ရသွားပါပြီ။ဆိုတော့ဒီဒီ application လေးရပါတော့။ဒီ iPhone screen လေးလောလောဆယ်ရှိနေတဲ့အရာလေးကသိနေတယ်ဆိုရင်ကျွန်တော်က zoom ချဲ့လို့ရပါတယ်။သူ့ကို shortcut အနေနဲ့ဆိုရင်တော့ command ရဲ plus key နှိပ်လိုက်ရင် zoom ချဲ့သွား အဇွန်ချဲသွားပါတယ် command ရဲ့ minus ကနေလိုက်မယ်ဆိုရင်တော့ဇူးပြန်ချုပ်ခြုံသွားပါမယ်သူ့ကို shortcut ကကျတော့ window ဒီ view မှာဆိုရင် larger နဲ့ smaller ဆိုပြီးတော့ဗောနော larger ကိုနေလိုက်တော့ကြီးသွားတယ် okay အဲ့ဒါကျွန်တော်စမ်းတုံးကြည့်မယ်နော်ဒီလိုလေးဆိုရင်ကျွန်တော်ကอืมဒီကတော့ကိုသုံးချင်တဲ့ပုံမှာမူတရားဗောနော်ဖုန်း app ကိုဖွင့်ပြီးတော့ဖုန်းခေါ်တာမျိုးကြီးပါမျိုးကြီးဆိုလဲလုံးလို့ရပါတယ် setting တွေကိုဝင်ပြီးတော့ကိုက i ကိုက mac os ကိုတုံးနေနေ macbook ကိုတုံးနေနေဒီ iphone တွေကဆိုတဲ့ set ရင်းတုံးပြောင်းရှင်နေဆိုရင်ပေါ့နော်တကူတကရဲ့ iphone ကိုတွားပြီးမဖွင့်တော့ဘူးပေါ့နော်ဒီထဲကနေမှတစင်အဲ့လိုပေါ့နော်ဖွင့်လိုက်တာပေါ့နော်ဒီကနေဒီလိုတွားပြီးဖွင့်လို့ရတယ်ဒါမှမဟုတ်လေကျွန်တော်တို့အာ KB ရနေငွေလွှဲเสียရှိရဲဆိုရင်လည်းကျွန်တော်က KB ကိုဖွင့်နိုင်မယ်ပြီးရင်ကျွန်တော် transfer ဆိုပြီးတော့နှိပ်ပြီးလွှဲလို့ရပါတယ် အဲနောက် fine တွေလည်းထည့်လို့ရပါတယ်ဥပမာကျွန်တော်ဒီ iOS မှာဆိုရင် fines app ကပါပြီးသားပေါ့နော်ဒီ fines app ထဲမှာဆိုရင်အဲဒီထဲမှာရှိတယ် iPhone ထဲမှာရှိတယ်ဒီ PDF file တွေတပ်ပုံတွေပါတယ်ညာတွေကိုဒီ Mac OS ထဲကိုဆွဲထည့်လိုက်လို့ရတယ်လို့ Mac OS ထဲမှာရှိတယ်ဒီအချက်လက်တွေကိုလည်း iPhone တွေကိုဆွဲထည့်လို့ရပါတယ်အခုကျွန်တော် scan အစမ်းဆွဲပြီးတော့ထည့်ကြည့်မယ်နော်ကျွန်တော်က on my iPhone တွေကဒီ subscribe ဆိုတဲ့ folder လေးတွေကို ီဂျပန်ဗီဇာလေးပေါ့နော်ဂျပန်အလဲပတ်ဗီဇာလေးအဲ့ဒီ PDF ဖိုင်လေးကိုဒီထဲကိုဆွဲထည့်ခြင်းပဲနော်โอเคရောက်သွားပါပြီအဲဆိုရင် iPhone နဲ့ကရှိတဲ့ iPhone နဲ့မှာရှိတဲ့ Finds app ကိုဖွင့်လိုက်ရင်ဒီကောင်လေးရောက်နေတာတွေ့ရပါလိမ့်မယ်တကယ်တော့အခုမှ iPhone ပေါ့နော် finds app မှာကသူက location နှစ်ခုရှိရယ် iCloud Drive ကို on my iPhone ပေါ့နော်လောလောဆယ်ကျွန်တော်ထည့်လိုက်တာက on my iPhone ပေါ့ iCloud Drive တဲ့ကိုတက်ကြည့်တော့မရှိဘူးပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ကဒီမှာဆိုရင်ဖွင့်ကြည့်လို့ရတယ်နောက်တစ်ခုကနောက်တစ်ခုကကျတော့ကျွန်တော်ဒီ photos app ထဲကဓာတ်ပုံတပုံကိုဒီ Mac OS ထဲကိုဆွဲထည့်လိုက်မှာပေါ့နော်အဲ့ဒါဆိုရင်ထားပါတော့ဒီမြောက်ဒီမြောက်ရဲ့ပုံကျွန်တော်ပြင်ကိုဆွဲထုတ်ကြည့်လိုက်မယ် โอเคဒါဆိုရင်ပုံလေးကဒီကျွန်တော်ရဲ့ကွန်ပျူတာလေးကိုရောက်သွားပါပြီအာအဲ့လိုပဲကျွန်တော်တို့ထားပါတော့ဒီကျွန်တော်တို့ရဲ့ finder ထဲမှာရှိတဲ့ application finder ထဲမှာရှိတဲ့အချက်အလက်တခုကိုကျွန်တော်ကဒီဖုန်းနဲ့ဆွဲတဲ့ခြင်းနဲ့ဆိုလည်းရပါတယ်ဒီမှာကျွန်တော်ဒီတကယ်တော့ finder ဖွင့်လိုက်တယ်ကျွန်တော် desktop ပေါ့နော် desktop ပေါ်က ဒီ iPhone ဒီ logo လေးကိုပေါ့နော်ဒီထဲကိုဆွဲထည့်မယ်ဆိုလည်းရတယ်ဒီတိုင်းလေးဆွဲထည့်လိုက်အောင်မယ်အဲဆိုရင်ဒါနှစ်ခုဖြစ်သွားပါပြီဒီကတော့ကျွန်တော်ကဒီ finder တွေဘာတွေကိုဖွင့်ပြီးတော့လောက်တာထက်အာကို transfer လုပ်ချင်တဲ့ချက်လည်းကို desktop ပေါ်မှာပဲထပ်အရင်ထားပြီးတော့ဒီလို transfer လုပ်တိုက်တာပို့ပြီးတော့လွယ်ပါတယ်တကယ်လို့ကိုကဒီ mac အဲ macbook မှာရှိတဲ့အချက် finder တွေက တစ်ခုခုကိုထည့်ခြင်းလဲဆိုရင်လည်းအဲ့လိုရပါတယ် final အရင်ဆုံးဖွင့်ပြီးတော့သူတို့ကို side by side ထားပေးလိုက်ပါတော့ဒီလိုလေး side by side ထားပြီးတော့ဆွဲထည့်လိုက်ရပါတယ်ဒီမှာဆိုရင်သူက iPhone ကိုသုံးတယ်လို့မျိုးဒီဖွင့်ထားတဲ့ application တွေ recent app တွေကြီးလို့ရတယ်ပြီးတော့ဖွင့်ပြီးသွားရင်ဒီ home screen ကို ဖွင့်ဒီဖွင့်မိသွားပြီဆိုရင် home screen ကိုပြန်သွားခြင်းလဲဆိုရင်ဘယ်လိုသွားမလဲပါဘောเนาะနီးလန်း၃ခုရှိပါတယ်အခုကျွန်တော် setting application ကိုဖွင့်ထားတယ် home screen ကိုသွားခြင်းဒီအောက်ကဒီကြောင်လေးပုံမှာနှိပ်လိုက်ရင် home screen ကိုပြန်ရောက်သွားပါတယ်နောက်ထပ်တစ်နည်းကဆိုတော့ဒီဒီအားလေးပေါ့เนาะ home home screen icon လေးပေါ့เนาะအဲကောင်လေးနှိပ်လိုက်ရင်လဲသွားရတယ်တကယ်လို့ shortcut တုံးခြင်းလဲဆိုရင်တော့ shortcut ဆိုရင်ဒီမှာကြည့်လို့ရပါတယ်ဒါ home screen ဆိုရင် command နဲ့ one နဲ့ပေါ့เนาะ အဲ့ဒါကျကျွန်တော် comment နဲ့ဝင်နေနေချင်မနော်။အဲ sorry ကျွန်တော် comment နဲ့ Q နဲ့ကိုနှိပ်မိတာပိတ်ပါ။ comment နဲ့မနေ့နေ့လိုက် home site ကိုရောက်သွားပါလေ။ကျွန်တော်ကဟာ photo application ကိုဖွင့်လိုက်မယ်နော်။ပြီးရင် comment တင်နေ comment နဲ့တင်နေနေ့လိုက် home site ကိုရောက်ပါလေ။ဒါတည်းကွာကြတော့ तू က app switcher app switcher ကြတော့ तू က comment နဲ့တူနေ။ဘာလို့လဲတာလဲဆိုတော့ဒီ icon လေးနဲ့တူပါတယ်။ဒီ icon လေးကိုနှိပ်လိုက်တဲ့ဆိုရင်လည်းအတူတူပဲ။ तू က ဖွင့်ထားတဲ့ application တွေအစီအစဉ်ကိုကြည့်ရအောင်နော်အဲဒီမှာတော့မကြိုက်ဘူးဆိုရင်ကျွန်တော်ကဒီတိုင်းဖယ်ထုတ်ပြလိုက်လို့ရတယ် comment နဲ့တူနေထားနေချင်လို့နော် okay အခုကကျတော့ spotlight ပေါ့နော် spotlight ကကျတော့ဒီ iPhone မှာအဲ channel တွေ share ဖို့အတွက်ပေါ့နော်ထားပေးတဲ့ function ပေါ့အဲ့ဒါကိုသုံးချင်တယ်ဆိုရင်တူက comment နဲ့3နဲ့သုံးလို့ရပါတယ်တဲ့အဲ့ကျွန်တော် comment နဲ့3နဲ့နေလိုက် spotlight လေးတက်လာပါတယ် comment နဲ့1နေတာကျတော့ home section သွားတော့ပါ command နဲ့2နဲ့ကကျတော့ app application reason app တွေပေါ့နော်ကျွန်တော်အကုန်လုံးဖယ်ထုတ်လိုက်ပါပြီအဲနောက်ခုကကျတော့ spotlight ကကျတော့ command နဲ့3အဲ့လိုပဲကိုကစာရေးရိုက်တာတွေဖုန်းခေါ်တာတွေပါပြီဆိုလဲအဲ့လိုမျိုးဒီ mapbook ဒီဒီမှာတကူကိုဖုန်းနံပါတ်ရိုက်ပြီးတော့ကိုကဒီဖုန်းခလုတ်လေးကိုနှိပ်လိုက်မယ်ဆိုရင်သူက MacBook က speaker နဲ့ MacBook က microphone တုံးပြီးတော့ဖုန်းပြောလို့ရပါတယ်ကျွန်တော်ဒီကောင်းလေး အခုဒီမှာဆိုရင်ကျွန်တော်ဆိုရင် 5G ကိုဖွင့်ထားတာပေါ့နော်အဲဒီမှာ mobile data ကို cellular data ကိုဖွင့်ထားတာပေါ့နော်ဒီမှာဒီ map ပေါ်မှာကျတော့ကျွန်တော် wifi ကိုချိန်ထားတာပေါ့နော်အဲ့တော့အဲ့လိုမျိုးမတူလဲရအဓိကသူကဒီ app ID ထည့်ထားဖို့ app ID ကအတူတူဖြစ်ဖို့လိုတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ app ID ကိုဒီမှာလဲထည့်ထားတာပါအဲ့လိုမျိုးလေတူလိုပါတယ်ကျွန်တော်ဒီကောင်သုံးပြီးသွားပြီဆိုရင် quit လုပ်လိုက်လို့ရပါတယ်။ choke ဆိုရင်တော့ကျွန်တော်က command နဲ့ဂျူနီယာကိုနှိပ်လို့ရပါတယ်။ Okay ကျွန်တော်ပြန်တုံးချင်တယ်ဆိုရင်ဒီကောင်လေးကိုပြန်ပြီးဖွင့်တုံးလိုက်အောင်ပါပဲ။ဒါဖွင့်တိုင်းဖွင့်တိုင်းဒီဒီလိုဖွင့်တိုင်းဖွင့်တိုင်း password ကြီးလိုနေတယ်ဆိုရင်ကျွန်တော်ကမလိုအောင်လုပ်လို့ရပါတယ်။အဲ့လိုမျိုးဆိုရင်ဒီ setting ပေါ့နော် iPhone မှာရနေတဲ့ setting ကိုတစ်ချက်ဖွင့်ပြီးတော့ ဒီမှာဆိုရင် require mac login to access iphone မှာဆိုရင် ask every time ဖြစ်နေပါတော့နော်အဲ့ဒါကို automatically ထားလိုက်မယ်ဒီအဲ့လိုမျိုးပြောင်းလိုက်မယ်ဆိုရင်တော့ mac os ရဲ့ user account password လေးကိုပထမဆုံးတစ်ချိန်ပေးလိုက်ပါမယ်ပြီး okay နေလိုက်ပါမယ် okay အခု hobby ကျွန်တော်တို့ဒါကောင်အောင် password face sign touch sign တွေပေးလိုက်ပါမယ်ပြီးပိတ်ပြီးပြန်ဖွင့်ကြည့်ပါမယ်အဲ့ဒါတော့ ပတ်စပ်မလို့တော့ဝင်နေတိုင်ပြီးတော့ဖွင့်လို့ရသွားပါတယ်။ဟုတ်ကဲ့ပါဒါကကျွန်တော်အသုံးဝင်မယ်လို့ထင်ပါတယ်။တကယ်လည်းအလုံများနေတဲ့သူဆိုရင် laptop မှာစာရိုက်နေနေပေါ့နော်။ laptop မှာစာရိုက်နေနေအပုံးကြီးကိုတကွေးကကြီးတွက်ကန်ရမှာအစမပြေတဲ့သူပဲဖြစ်ဖြစ်ဖုန်းကကိုယ်နဲ့ခက်လန်းလန်းမှရှိနေရပဲဖြစ်ဖြစ်ပေါ့နော်။ကျွန်တော်ဆိုရင်ဒီ application ကိုအမြဲတမ်းဖွင့်ထားပါပေါ့နော်။ဖွင့်ပြီးတော့ကျွန်တော်က minimize minimize လုပ်ထားတယ်။ပြီးရင်ကျွန်တော်ဖွင့် စာဖတ်စရာရှိရဟာဖတ်နေတယ်ဒါမှမဟုတ်စာရေးစရာရှိရဟာရိုက်နေပါတော့အဲ့ချိန်မှာကျွန်တော်ဖုန်းသုံးဖို့လိုလာဆိုရင်ကျွန်တော်ဒါလေးကိုအစင်းနဲ့ပြန်ဖွင့်ပြီးတော့တုံးနိုင်ရုံပါပဲမျောလင်းပါတယ်ကျွန်တော်လည်းနောက်ပိုင်းမှာအဲ macOS နဲ့ပတ်သက်တဲ့အသုံးဝင်တဲ့ဘူတရာတွေကိုအများကြီးကျွန်တော်ဗီဒီယိုတွေလုပ်ပြီးတော့တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ